ဲ့ဗျနိုင်ကျင်းတဲ့အခါကျတော့နောက်1962လောက်ကျတော့လွတ်လွတ်ကျွတ်ကျွတ်ငါတို့ကငါတို့ရက်တည်မယ်ဖြစ်ကိုဖြစ်တယ်ဆိုပြီးတော့လေကွမ်းကြီးကခွက်ထွက်လိုက်တယ်အမိုက်ပြင်းတန်ရိုက်တယ်နောက်စီကံမလိုက်နိုင်ရင်တန်ရိုက်တယ်အလုံးနှစတိုးလို့ရမယ်ပိုက်ဆံစုရမယ်10နှစ်နေအိမ်ရရမယ်နောက်တဲ့10နှစ်နေကားရရမယ်အစိုးရရဲ့စီစဉ်တဲ့အလုပ်တွေကြိုးစားအမိုက်မပြေရဘူးအကုန်လုံးတလူကြာကြာနာနာချခဲ့လိုက်တဲ့ခါခဏိတော့ပါလေစင်ကာပူရဲ့လို့ဖြစ်လာတယ်ရှင်များစင်ကာပူမှာ သွားမိလို့ယထားပေါ့တော့မဟုတ်ဘတ်စကားပေါ့ရေမတော့နဲ့နော်အ ਨੇ ဆုံးဒဏ်ငွေ900လောက်ရိုက်တယ်စင်ကာပူဒေါ်လာမတော့လူအများသွားတဲ့ကြမှာကားရုတ်တရက် break out လိုက်တာတခုစောင်းသွားတော့အဲ့မှာသူတို့ဘေးမှာကွန်ပျူတာတွေဘာတွေပါမယ်ဆက်ပစ္စည်းတွေပါမယ်သွားပြီးထိရင်သိပြီရှင်များတို့အ ਨੇ ဆုံးထောင်းနှစ်နဲ့ပဲပြီးခဲ့တော့ဘွားစေကူမှာပြီးခဲ့ဘွားပြီးခဲ့ဝိုင်းဆရာကိုလက်မှတ်ပါမှာဟွာဆိုတော့ခရုံးနဲ့မကောင်းလို့တို့ဘာလို့တအားစီကံကြီးတာ အဲ့ဒါပုံစံမကျန်လျှက်စစ်ကြိမ်နဲ့ရိုက်တာဗျအဲ့ဒါဒီလူရဲ့ကျမ်းမိုက်ကိုတက်စလုပ်တယ်လျှက်စစ်ကြိမ်လွှဲကြဲဘလောက်နဲ့ရိုက်ရင်လူခံနိုင်ရှိတယ်အဲ့သူသူမှတ်လောက်သားလောက်အောင်လူရိုက်တယ်ဘယ်နှချက်သွား AI နဲ့ထည့်ရိုက်တာရှင်များတို့သိအောင်နာပြန်တာနော်အဲ့အဲ့ဒါမျိုးဒါစင်ကာပူရဲ့လို့ပြလာအော်တိုကရက်တစ်လီကွမ်ယူကအာဏာနဲ့အာဏာရှင်ပဲနောက်ကျမှဒီမိုကရေစီအသွင်ကိုပြောင်းလာအဲ့တော့ရှင်းရှင်းလင်းလင်းပဲအာငါတို့နိုင်ငံမဖြစ်ဘူးလို့မဟုတ်ဖြစ်တယ် ချစ်ကိုဖျက်ရမယ်ဆိုတဲ့ဟာမျိုး ਨੇ လောကကနေကမ္ဘာပေါ် rank 4ကမ္ဘာအဆင့်4လောက်ရှိတယ်ချမ်းသာကြွယ်ဝမှုနော်ကမ္ဘာအကောင်ဆုံးဆိုတဲ့တက္ကသိုလ်ကြီး90ထဲမှာသင်္ဟူတက္ကသိုလ်က5ခုလောက်ပါနေဒါကလုံးဝ0 0မဟုတ်ဘူး minus minus ပြနေတဲ့အချိန်တွေကနေကြိုးစားနော်အဲ့ဒီအချိန်မှာဒီလိုနိုင်ငံရွှေဖြစ်နေအခုတော့ဗျာပြာဖြစ်သွားရင်နော်အခုတော့ပြာဖြစ်သွားရင်လားနော်ဒါဗျာဒီလို pessimism များလို့ဟုတ်ပါလားဗျာ အစိုးမြင်ဝါဒီတွေများဘယ်ဘက်ကအကုန်လုံးရဟန်းရှင်လူပြည်သူပြောတာတော့ဥဒီကောင်းဆောင်တဲ့သူဆိုပြောအောင်နေနေတော့ဒါရှင်ပြောတို့နော်ကောင်းတဲ့ကောင်းဆောင်သူကတော်တော်ရှားပါမရှိတဲ့လောက်ပဲပြောပါတော့အဲ့တော့ pessimism များတယ် optimism ပါလေအကောင်းမြင်စိတ်နဲ့ဥဆောင်နိုင်ဖို့အရေးကြီးပါတယ်မိသားစုဆိုရင်လည်းဒီလိုပဲနော်မိသားစုတွေမှလည်းတိုင်းပဲဒီတိုင်းတိုင်းသွားရမယ်အဲ့တော့ပြီးတော့အခုနောက်တစ်ချက်ဆက်ပြီးလေ့လာကြည့်အောင်ပါတယ်လေ ရေးလိုက်ရေးလိုက်ငားလိုက်နေတဲ့ချင်း adaptability ပေါ့သာသတာဖြစ်အောင်အင်းညမညဒါကဂါရဝတရားဆယ်ပါးထဲမှာနောက်ဆုံးပါပါလားအင်းညမညဂါရဝဆိုအောင်ပါဟုတ်လားအင်းညမညဂါရဝအချင်းချင်းပါတယ်အယူသေးလေးသားအမယ်ပရိတန်တရဂါရဝအစကားပြောချီချင်းငငံပြောတတ်ဖို့လိုတယ်ဂါရဝတရားဆယ်ပါးထဲမှာလေအဲ့ဒါတော့ဒါပါလေအကုန်လုံးပတ်ဝန်းကျင်ရဲ့အခြေအနေလိုက်ပါလေလိုက်လျောညီတွေ့ စီးမျောနေရဖို့လိုတယ်ပေါ့အခုဒီပြည်တော်တို့စွန်းနေကောင်းကောင်းပြည့်စုံမနေဘူးလားရှင်ပြတို့နေသရစားသရဘာဘူးသရလို့ဆိုဒါဒီကြတော့လေကိုယ်စီကိုယ်ရကိုယ့်ရဲ့ရောက်တာကြရှင်ပြတို့သိကြလားမသိကြဘူးဒီပြည်တော် ARV တိုင်းပဲရောက်တယ်ရှင်ပြဟိုတော့ကတော့ဒီွာအေဂျင်2000လောက်ရှိတဲ့ယွာကြီးပေါ့ဗျာအကြောင်း3ကြောင်းလောက်ရှိတယ်ဟင်းနေဆိုသဘောနဲ့မဆန်ဘူးတဲ့အခုတော့ကြည့်လိုက်တာခြေကြက်လေးတွေ့တယ် ။ဟောအရာဝတီတိုင်းလုပ်ပြီးငါ6တောင်အကောင်အမကြီးချောင်းလက်သန်းလောက်လေးတွေ။နော်အဲ့ဒါမျိုးလေးတွေနဲ့ဖြစ်တယ်လို့လေးဖြစ်နေ။အဲ့ဒီအချိန်လေးတွေရှင်များတွေကြုံရနိုင်တယ်။ဒီလိုသရုပ်ထတန်ကတင်ကန်လေးကျတော့ဘာနဲ့ဘာနဲ့သွားလဲ။တိရွတ်တောင်နဲ့မမှန်ဘူး။တိရွတ်တောင်နဲ့မမှန်အောင်သားခဲ့ရတာ။ဟုတ်တယ်မလားဘုန်းကြီးတွေ။တိရွတ်တောင်နဲ့မမှန်အောင်ဖုံးခဲ့ရ။အဲ့ဒါကိုရှင်များတို့အလိုက်တဲ့သာသနာကိုထမ်းဆောင်နိုင်ရလို့ဒီနေ့ချိန်ထိသာနာရောက်တာ။ တပြုတ်တော့အချင်းနေအကောင်းမှာတော့တက်တောင်တက်တာရှိတဲ့အတွက်မသိတာရင်ပဲအစိုးနဲ့ကြုံတဲ့အခါခံနိုင်မရှိဘူးအဲ့ဒါမဖြစ်ဘူးရေလံငါလိုက်နေတဲ့အမှဆိုအဲ့ဒါပဲအချင်းနေပုံမှာရောပတ်ဝန်းကျင်ပုံမှာရောမိမိရဲ့အချင်းနေတက်ကြတွေပုံမှာရောမရှိရမယ်ရေလံငါလိုက်အလိုက်တဲ့နေတဲ့တဲ့အလေးချင်းတွေအကြီးချင်းတွေတိစောက်ထားရမယ်ခံနိုင်ရှိအောင်ပြင်ဆင်ထားဟုတ်လားဤကျူသွားပါလေလောကရန်ကိုခံနိုင်ရှိအောင်လေ့ကျင့်တဲ့ပညာရဲ့ပါလို့ဒီတော့ပြောဦးလားဗျာ နော်အဲဆိုတော့နှလုံးရည်လေနှလုံးရည်ဆိုတာလက်ယုံရည်ထက်ပိုပြီးအေးပါပါလက်ယုံရည်ကအလွန်အလွန်စွမ်းရည်လို့မထည့်ယုံနိုင်ရင်လူမိုက်ပဲဖြစ်မှာဗျာနှလုံးရည်ကများသွားတယ်ဆိုတာမရှိဘူးနှလုံးသားရင့်ကျက်လေကောင်းလေရှင်ပြဘလောက်တိမြင်သွားနိုင်မလဲဇန်ရတဲ့တိမြင်လို့ရနမေတာကရုဏာမုရိတာဟုတ်လားနှလုံးရည်စွမ်းရည်မြင်တတိယတန်တိရဥပေက္ခာတိစွမ်းရည်မြင်တက်သွားရင်စရုတ္တတန်တိရနိုင်နှလုံးရည်မြင်တာကျက်တော့မြင်လို့ရကဲဟုတ်ပြီဗျာနောက်တစ်ခုဖတ်ကြည့်ပါဦးပါတယ်လေဗျာ ကိုကိုကိုဘာဖြစ်ရှင်လဲကိုသိမြင်ရမယ်။အောက်ခါလေးဆက်ဖတ်ပါ။အောင်မြင်ဖြစ်ထွန်းမှုကိုမြင်အောင်ကြည့်ခြင်း achievement orientation achievement orientation ပဲသူဘာပြောလာလဲ achievement ဆိုတော့အောင်မြင်မှုတွေပဲအဲ့ဒီအောင်မြင်မှုကိုကြိုးပြီးမြင်ရအဲ့တော့ဘယင်းတော်ကနော်ရုတ်တိုက်ပွဲနော်ရုတ်တိုက်ပွဲဘယ်မှာဖြစ်ခဲ့ဘယင်းတော်နော်ရုတ်တိုက်ပွဲ ကရင်ပြည်နယ်လားကယားပြည်နယ်လားမွန်ပြည်နယ်လားချင်းပြည်နယ်လားသခိုင်းတိုင်းလားအေရီတိုင်းလားဘယ်မှာဖြစ်ခဲ့တာတဲ့ဒါအေရီတိုင်းပေါ့ဗျအိမ်မဲအဲ့ဒီအောင်တန်းလေးမှာဒါမင်းမနိုင်ယိုးဆိုတာရှိတယ်ပေါ့ချောင်းပေါ့အဲ့ဒီချောင်းကိုဒါဆွဲပြုတ်ပြီးနောက်ရိုးတိုက်ပွဲအခုတော့မင်းမနိုင်ယိုးဆိုပြီးတော့ခေါ်တဲ့နေရာပေါ့အိမ်မဲမှာအရှင်မြတ်အဲ့ဒီအဲ့ဒီချောင်းကြီးစီးနေတာရှိတယ်အဲ့မှာဖြစ်တယ်မွန်ဘရင်နဲ့မွန်ကောင်းဆောင်နဲ့ဖြစ်တယ်ဒါတော့ လူရနေတယ်ပိုဘက်ကခုခံစစ်ကောင်းတယ်တက်လာတယ်မြတ်အကုန်ပြစ်ချနေတာပဲသိဖို့ပဲရှိတယ်ဘင်းတော်မလုပ်လေဖောင်ဖြတ်ပြစ်လိုက်တယ်ဟုတ်လားအောင်းကိုအောင်းမယ်ဒါမြင်အောင်ကြည့်တာဟုတ်ပြီနော်အဲ့တော့တပင်ရှိတိလက်ထိုင်နေရတပင်ရှိတိရဲ့အာကိုယုံကြည်မှုသူကရထားတဲ့ပုံကိုဗျာတပင်ရှိတိရဲ့အမနဲ့ရလို့ဘရင်ရဲ့နောင်တော်ကြီးဖြစ်လို့သူကဘရင်တော်ပြောတာဟုတ်ပြီသူ့ဘွဲ့ကကြောထင်တော့ရထားလေဟုတ်လားဘရင်ရဲ့အမနဲ့ရလို့ဘရင်တော်ပြောသွား အဲ့တော့ဒီဘွဲ့နိုင်ပြီဒီလိုမျိုးသွားတာအဲ့တော့ဖောင်ပြက်ဟဲ့ဘာလဲရှိုးရင်သေးလေသေမြေကြီးရှင်ရွှေသေးတာအဲ့တော့တစ်ခါတည်းကဒီဘွဲ့တို့ရီမန်းချက်ထားတဲ့ကအဲ့ဒီရီမန်းချက်ကိုမြင်းကိုမြင်းနေရအဲ့ဒီကနေ့ဒီဘွဲ့တို့အရှိတောင်အရှားနိုင်ငံထဲမှာအရှိဟုန်နဲ့တိုးတက်လာတဲ့နိုင်ငံတခုရှိတယ်ကွန်မြူနတီနိုင်ငံဘယ်နိုင်ငံဖြစ်မလဲကွန်မြူနတီနိုင်ငံဆိုဗီယက်နမ်ပဲရှိတာဟုတ်လားညာနော်ဗီယက်နမ်နိုင်ငံဘင်စတပ် ဘင်စတက်အကောင်ဆုံးအင်အားကြီးဆုံး၅နိုင်ငံထဲမှာသူကနံပါတ်၁ပဲလူရည်ချင်းများ68တန်းလောက်ရှိတယ်ဘင်းနဲ့ဟာအပိုင်း၃ပိုင်းရှိတယ်1984လောက်ကျမှလွတ်လွတ်ကျွတ်ကျွတ်ပြီးတာနော်လွတ်လွတ်ရပြီးတဲ့နောက်ကိုပြင်သစ်အောက်က2300ကျော်နေခဲ့တယ်တရုတ်လက်အောက်မှာ1000ကျော်ကျွန်ခံခဲ့ရတာဘင်းနဲ့ဟာပြင်သစ်လက်အောက်မှာ2300ကျော်နောက်တော့အမေရိကန်နဲ့ကွန်မြူနစ်စစ်ပွဲမှာ6နှစ်လောက်ဖြစ်လိုက်တယ်ဖို့ဖို့ညံ့ညက်ကြီးအပင်အောင်ကရုံးပြောင်းအောင်ကနေအပေါ်ကနေဆင်းဖြန့်ပြတယ် မေရိကန်လည်းဘလောက်ရုပ်လဲဆိုတော့ဂနေချိန်ဒီအဲ့ဒီမျိုးဆက်တွေရှိသေးတယ်ဘီယန်နာနိုင်ငံစစ်တမိုင်းပြတိုက်ကိုသွားတဲ့ကအဲ့တုန်းကစစ်တီခဲ့တဲ့မိသားစုကတွေပေါက်ပွားလာတယ်တွန့်လိန်ရှုပ်ခွေးနေတာတက်ရှိတက်ရှိပဲတက်ရှိပဲအဲ့ဒါဘီယန်နာစစ်တမိုင်းပြတိုက်တွေမှာပြထားတယ်စစ်ရဲ့အနေထိုင်အောင်တွေကိုကြောက်အောင်လန့်အောင်ဘာသက်ကခွေးကောင်းကြီးလို့ဖြစ်နေတချို့ဝက်ကောင်းကြီးလို့ဖြစ်နေလူကတွန့်လိန်ရှုပ်တော့အသက်ရှိပဲအမေရိကန်လောက်သွားတာ ပေါ်နေစီပြအပင်နေတောင်အကုန်ပြောင်းသွားတာဒါလေးလေးမန်ချက်ရှားလို့ဘာလို့ဆိုတော့ဒါဘေးရန်န်းနေတီထွင်တဲ့မျိုးစေ့မြန်မြန်ကြည့်မြန်မြန်လှုပ်လိုက်တာလေဒါသူတို့စမ်းသစ်တီထွင်ပြီးလှုပ်တဲ့ဒါသူတို့ဒီအခက်ခဲအကျက်တဲတဲ့ကြားနေပြီးတော့ဘေးရန်န်းဟာစူးစမ်းအားထုတ်ခဲ့ဘေးရန်န်းရဲ့ကောင်းဆောင်ဟာဟိုချီမင်းပဲသူတို့ရဲ့စီဝိုင်းနိုင်ငံရေးဗျူဟာနှစ်နှစ်ရာတည်မှန်ခင်းချပါဒါကြတော့ strategy ဘိုင်းရောက်တာမဟာဗျူဟာဘိုင်းရောက်ပါဝေးဝေးကိုမြင်နိုင်လေ အောင်မြင်မှုကိုအဝေးအထိလက်မြင်နိုင်လေရတယ်ဒီလိုရဲ့ဘုရားလောင်းကျတော့သူမိတ္တာအနေပြီးတော့ဗာလဲဂေါရမဗုဒ္ဓဖြစ်မဲ့အချိန်သူ့ရဲ့အောင်မြင်မှုကိုအကြည်လန့်ကြည့်မထားဘူးလားဘလောက်ကြာသွားလဲလေးသိန်းရှင်တဲ့ကဘာသတိလူအိုက်ရင်ရှစ်သိန်းရှင်လည်းဖြစ်မှာပဲ၁၆သိန်းရှင်လည်းဖြစ်မှာပဲတတိသိကောင်းတဲ့ပုဂ္ဂိုလ်တွေဘာရင်းမြင်လို့လဲ achievement orientation အဝေးကိုမြင်နိုင်တယ်ယုံကြည်ရယုံကြည်ရရရှိလားမရှိဘူးလားဟောဖြစ်မှဖြစ်ပါမလားဆိုတဲ့ဟာရှိလားဗျာ ယူစန္ဒတာဓိကာရောစာစန္ဒတိဥတိဘုရားဖြစ်အောင်ကိုလုံးမယ်ကိမေဧကေနတိန်နေနာပုရိဒေနာဓမ္မတတိနာအားလုံးယောက်ကြားကောင်းတယောက်ယဉ်ရှင်းရှိတဲ့ပုဂ္ဂိုလ်တယောက်ကတယောက်တည်းလွတ်အောင်ရုံးလို့မတန်ဘူးပေါ့ဘုရားဖြစ်အောင်လုပ်ကိုလုံးမယ် achievement orientation ညင်းထားတာဟုတ်ဘူးလားဗျာနော်အေးအဲ့ဒါဆိုတပည့်တော်တို့အောင်မြင်မှုလိုခြင်းလှမ်းမြင်ရမယ်အဲ့ဒီအောင်မြင်မှုတို့အဲ့ဒီအောင်မြင်မှုကိုရောက်အောင်ဘယ်လိုသွားမလဲဆိုတဲ့အစီအစဉ်နေနဲ့လှုပ်ဆောင်ချက်တွေရှိနေရတယ် have a dream ငါကအိမ်မက်ရှိတဲ့ just we can ငါအဲ့ဒါလောက်ကိုလုံနိုင်တယ်ဥပမာအဲ့ဒါနဲ့ရှင်များကလေရွေးကောက်ပွဲမဲဆယ်သွားနှစ်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 ကြိမ်ဆက်တမတာဖြစ်တယ်လေအခု Kamala Harris she can သူ လုံနိုင်တယ် just she can သူလုံနိုင်တယ်ဟိုတည်းကဥပမာပြောသွားတာအာအမေရိကန်ပြည်သူရအေးဆိုအခု Kamala Harris ကထောက်ခံတဲ့သူတွေအများကြီးဖြစ်သွားဥပမာအရှင်ဘယ်လောက်ကြီးလဲသူလုံနိုင်တယ်ဒါလေးတစ်ချက်ပဲပြောရတယ်ဒါပဲရှင်များတို့ သူတို့ကလည်းငါလုံးနိုင်တယ်ဒီလိုပြောခဲ့တာလေအခု तू ကထောက်ခံတဲ့ तू ဒီမိုကရက်တစ်ကဒုသမလားကမရာဟာရီကျတော့ तू လုံးနိုင်တယ် तू မလုံးလိမ့်မယ်ဒီလိုပြောတာဒါပဲရှင်ဗျာရဲရဲပြောရဲရဲလို့ဟုတ်လားဟုတ်လားဗျာနော် achievement orientation အောင်မြင်မှုကိုဘာလုပ်တာမြင်းကိုထားရမယ်အဲ့လိုမှဒါရှင်ဗျာတို့တကယ်အောင်မြင်မှုမှန်ရအောင်ကဲနောက်တစ်ခုဖတ်ကြည့်ပါဗားလေးလေးဗျာကိုယ်ဆက်ကိုနှိုးရမယ်ဗားလေး self driving initiative ကိုစက်ကုံတို့မနေ့အိမ်နိုင်အိယာထအခုဒီမှာတော့ရှင်များတို့မထားခြင်းထားခြင်းလေးဘက်တည်းသူမထားဘူးလားကြောင်းပြရောက်မှာ AC အိတ်ကြရာနော်ကြောင်းပြရောက်မှာ AC ချင်းကြဟမ်ဥရာကြီးဟဲ့လားကြောင်းပြရောက်တော့ကိုနိုင်မထားဟုတ်ပါဘူးအောင်စင်းနဲ့နေစင်းနဲ့ပေါင်းစာနော်စတနက်လျှော့သားသလိုပြည်သူတွေအတွက်လေအောင်စင်းနဲ့နေစင်းနဲ့ပေါင်းစာစင်ပြေပါမလားအပြေဦးပြအနည်းဆုံး၅သားရေတော့နောက်ကြဆုံးထားတဲ့ ဓမ္မတရားတို့အအောင်မလွတ်အောင်မဲ့ဖရာရှိခိုးနော်တရားတိုင်တော်တော်ရေကမြန်သတိတော်ရေကညမပြတ်ပါဘူးဒီပေါ်မှာတမလာတာပြီးတော့အခန်းထဲမှာရှင်ဖရာတို့နဲ့အတူတူထတာပါပဲတော့မနေ့ရက်တည်းပြီးတော့အစောကြီးလေးနိုင်မတို့ခင်တဲ့တို့ပုံမှန်ထပါလေအဲ့လုံးအောင်ကိုယ့်ဆက်ကိုနှုတ်ပါနိုးတာနဲ့ငါဒီအလုပ်တွေလုပ်เสียရှိတယ်ဆိုရင်အသိရှိနေရအာယုံအစ်စ်တွေအတွေးခေါ်စိတ်ကူးစိတ်သက်အစ်စ်တွေနဲ့နှိုးကြနေရ ဲ့ဒါဆိုတော့ရှင်များတို့ပိုးပြီးတေးကြတယ်ဆိုရင်တေးကြခြင်းနဲ့ဆိုရင်ဒီလို time management ကြရင်တော့လည်းပါမယ်ဗျာနော် time management အဲ့တော့မနက်ဖြန်ဘာလုပ်မလဲဆိုတဲ့ဟာကိုညအဲ့ရဝန်ခံနေမှာအစီအစဉ်ချထားမနက်နိုးတော့အဲ့ဒါလေးအာရုံပြုလိုက်တာနဲ့ပြီးအခုတော့အဲ့ခဏနေဒီဖုံးသွင်းနေတဲ့သေဖုံးသွင်းနေအဲ့ချိန်တဲ့ချိန်မှာပြုတ်ကျသွားတာဟုတ်လားအဲ့ချိန်တဲ့ချိန်မှာဖုံးချပြီးအိတ်တော့မနှက်ဖန်အတွက်လည်းစေကုစေသန်အစ်စ်တွေရှိမတာအဲ့ဒါဆိုအဲ့ရထားလို့ရပါလား ပြင်းပြင်းကြီးနေပဲထားလေဘာလို့ဒီနေ့အတွက်တပြီတော့ဘယ်လိုလုပ်လို့ရအောင်ဘယ်ကနေသတ်အောင်ကြောင့်မသိဘူးတဘောပေါလာမသိနော်ဆိုတော့အစီအစဉ်ရှိမှထားဦးလေ no plan no gain gain plan ရှိမှထားဦးအစီအစဉ်ရှိမှထားဦးရေရဒီခုလောဝိဘွဲတွေပါနေသေးတယ်ကြည်နော်ခစ်ပေါစံတွေပဲပြောပြောနော် MMA တွေ1တွေပါပဲဘာတွေပဲပြော gain plan ရေးကြည့်တယ်ဆိုတော့အရေးချင်းဘလောက်ရှိဘလောက်ပဲမာကုံကောင်းအောင်ဘလောက်ပဲထိုးနိုင်ကြည့်နိုင်တယ်ပြောပြော တပတ်သားရဲ့ game plan နော်အချင်းတွေကိုကိုယ့်ရဲ့ game plan ကိုကြာကြာတန်းတာဆွဲထားလို့အဲ့ဒါကြောင့်အောင်မြင်မှုရအဲ့လိုပဲရှင်ပြလောကထဲမှာလောကကြိုးဝိုင်းကြီးတွေဝင်တဲ့အခါ game plan ရှိမှတာဘူးဆိုရင်အထိုးအတိုက်နဲ့တွေ့တဲ့အခါရှင်ပြတို့အချင်းတွေကိုအကက်ခက်ပြီးတော့ရှင်ပြတို့ game plan မပြောင်းနိုင်ဘူးဆိုရင်ကြာရှုံးပါညအဲ့ရဝန်ခံနေရင်အစီအစဉ်ဆွဲကြည့်ပါမနေ့ကဘာလုပ်မလဲဒီမှာတော့ရှင်ပြတို့လှုပ်ရှင်လှုပ်ရှင်မလှုပ်ရှင်လှုပ်ရှင်ဘာလဲ မမနဲ့ဆိုရင်ဘာလုပ်ရမလဲဖရားဝတ်တယ်ဖရားရစ်ကိုရမယ်ပြီးရင်သင်တတ်ရမယ်ဒါကသူများဆွဲပေးတဲ့အစည်းအဝေးတိုင်းသွားနေရဒါကြတော့ပါလားအင်တရှေးတကြပါကို့အစည်းအဝေးနဲ့ကို့ဆွဲရမှာဘာနဲ့လုပ်ရမှာတော့ကို့အစည်းအဝေးနဲ့ကို့လုပ်ရမှာရှင်ရတရားစခန်းရာဒီရောက်ရင်ရှင်ရတို့မထိုင်ရင်ထိုင်ရင်ထိုင်ရမှာပဲတောင်ခေါက်လာပဲဒါတပြည့်တော်တို့ဆွဲပေးထားတဲ့အစည်းအဝေးလေဗျာဆရာတော်ချမှတ်ထားတဲ့အစည်းအဝေးလေဗျာဟုတ်တယ်မဟုတ်လားကို့ရောက်တဲ့ကိုကြတော့အဲ့လိုဟုတ်လားမဟုတ်တော့ကိုနေချင်းလို့နေလို့မရဘူးလား ရတယ်အဲ့ဒါဆိုကိုနေခြင်းလို့နေရင်ကိုမဖြစ်ခြင်းတဲ့အတိုင်းဖြစ်မှာနော်ကိုမဖြစ်ခြင်းတဲ့အတိုင်းဖြစ်မှာကိုဖြစ်ခြင်းလို့ဖြစ်လို့မရကိုဖြစ်ခြင်းလို့ဆိုဖြစ်ခြင်းဘာလို့အောင်ကိုဖြစ်ခြင်းလို့ဖြစ်ရင်ကိုအောက်ဆီဇင်ကိုဆွဲကိုအောက်ဆီဇင်ကိုဆွဲရှင်းရှင်းလင်းလင်းရှိနေလို့လို့တယ်တပြီးတော့ပါရမီဒီဗနီကိုဖတ်တဲ့အခါကျတော့လေဒီဆရာတော်ဘုရားကြီးဩရမဝုရိသကျမ်းနဲ့ပါရမီဒီဗနီရှင်များတို့အတွေ့လိုက်ဖတ်သိကြပါလေဗျာ ။အဲ့ဒါတော့လေဒီရှာတော်ဖျားကြီးထောက်ပြထားတာ။စုပန်ပြီးတော့အာထုတာနဲ့ရိုးရိုးအာထုတာနဲ့ပေါ့။ရည်ရွယ်ချက်ရှိရင်ပေါ့လေ။စုပန်ပြီးအာထုတာကလည်းပို့ပြီးတော့တေချာတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့သူရဲ့調査အားလုံးက limitation ရှိတယ်။ဥပမာမဟာသာဝကဖြစ်ရင်ကဘာတည်း調査ရမယ်။အကသာဝကဖြစ်ရင်တတင်ရှင်တဲ့ကဘာသိင်စူးစမ်းရမယ်ပိသိကဗုဒ္ဓဖြစ်ရင်နှစ်တင်ရှင်တဲ့ကဘာသိင်စူးစမ်းရမယ်ဖျားဖြစ်ရင်အနေသုံးလေးတင်ကျဲတဲ့ကဘာသိင်အနေသုံးစပြီးတော့เนาะစူးစမ်းရမယ် ဲ့မဲ့ limitation ရှိတယ်ဥပမာလေးတစ်ခုထုတ်ပြထားတယ်ဘုရားရှင်လက်ထက်ကဘုန်းကြီးတစ်ပါးအဲ့တော့ဟိုသူ့မိတာလက်ထက်ကသူ့မိတာ ਨੇ စိမ့်ဘတ်ပေါ့ဗျာเจ้าနေဘက်တငယ်ချင်းเจ้าနေဘက်တငယ်ချင်းအခမ်းပေါ်လေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်သူမိတဲ့ရသေးကအကြောင်းပြန်လာတဲ့အခါတတိပွဲရတယ်နောက်တော့တတိစည်းစင်တွေကိုစွန့်ပြီးတော့တောထွက်ပြီးတော့ရသေးရမ်းမြူတယ်ဖြာရိတ်ခံယူပွဲမှာသူကလည်းဒီမြို့မှာ ရမဝတီမြို့မှာရောက်နေတာဖြစ်တဲ့အတွက်တွေ့လေဟာငါးသင်ငယ်ချင်းကဘုရားသူပန်တဲ့အဲတော်လိုက်တာဆိုတော့ဒီ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 စိတ်လေးမုရိဒာစိတ်လေးဖြစ်ခဲ့ဘူးတဲ့အဲ့ဒါပြပြီ तू မေမေရောပါအဲ့ဘွားမှာပဲ तू အဖေဒီမေဒီကိုတက်ခဲ့မိတဲ့ဘေဇန္နာတိယကန်ကြီးလို့ကျွလွန်ခဲ့တယ်အဝိသင်ငယ်ရဲ့ကြတယ်နောက်တော့ကဘာကျင်လည်ခဲ့တဲ့မြတ် तू အောက်တန်းစားနေလည်းပဲကျင်လည်ခဲ့ရတငယ်ချင်းနှစ်ယောက်အခန်းပေါ်တယောက်ကအထက်တန်းစားနေတော့တယ်ဘုရားဖြစ်ဖို့ကြိုးစားနေတဲ့ချင်းတယောက်ကနေအောက်ကနေငုပ်သွားရှိုးတယ် ်ဒီဘဝရောက်တဲ့အခါကျတော့မြတ်စွာဘုရားဖျားပြစ်လာတဲ့အချိန်ကျတော့သူကငါးကြီးဖြစ်နေတယ်သမုဒ္ဒရာထဲမှာငါးကြီးကလှေတွေတောင်ဆင်းလိုက်မြုံနိုင်တယ်လို့ပြောတယ်အဲ့ဒီမှာလေတော်ရာတယောက်ကအော်အော်ဂေါရမဗုဒ္ဓဆိုတဲ့အသံလေးညှင်းညူလိုက်တာတတ်တတ်လိုက်တဲ့အသံကြားတဲ့ခါငါးတငယ်ချင်းတော့ဖျားဖြစ်ပေါ့ပဲအဲ့ဒီကျမှခုနသူ့ရဲ့မုဒိတာစိတ်လေးကပြန်ပြီးတော့ပေါ်လာတဲ့ကဒီဟာလေးကကျေစုပြုလိုက်လို့ယူတာသူတော်ကောင်းစိတ်လေးဝင်လာပြီးတော့မစတော့ဘူးဆိုပြီးနေတယ်နောက်တော့ဒီဘုရားမှာဘုန်းကြီးလာဖြစ်တယ် ်ရဟန်းမြို့သွားတယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ရီမန်းချက်ရှိတဲ့သူနဲ့မရှိတဲ့သူဆရာတော်ကြီးကဒါကိုဥပမာပေးတာရီမန်းချက်ယူရချက်ရှိတဲ့သူကအရှင်မြတ်ကျိုးစားအားထုတ်မှုကအချိန်ကန့်သက်တွင်မှပြီးမြောက်သွားမယ်ရီမန်းရဲ့ယူရချက် မရှိဘဲနဲ့အဆင်ပြေတဲ့အချိန်ရမှာပေါ့ဆိုတဲ့ပုံကဖျားနေတဲ့ကြာလောက်အောင်လေကဘာတွေကြိုင်ကြသွားနိုင်တယ်သူတရားရဘူးကလေဒါကြောင့်ပါရမီဒီဗနီမှာလေဒီဆရာတော်ရဲ့အဲ့ဒါထောက်ပြတော့ဟုတ်တယ် limit limit တခုထားပြီးတော့ရည်မဲချက်ထားပြီးကြိုးစားတာကပိုကောင်းတယ်မဟုတ်ရင်စဉ်းစားကြည့်လေငါလေငါထိုးပကိုးရောက်ရောက်ငါမြင့်ငါဆိုင်စကိုင်းရောက်ရောက်တို့ရရောက်ရှင်ရရောက်ပေါ့ရှင်ရပေါ့ဒီဝမရုဒ္ဒနိရိယနဲ့ပေတတ်လိမ့်ဆန်လာရန်ရှိငါးရန်ကလေးဆိုဘယ်ရောက်မှာရှင်ပြတို့သေးကြပြီလားမသေးကြတဲ့ကြားထဲမှာတို့ရရည်မဲချက်ရှိတယ်ဆိုရင်တော့သေးကြတယ်အဲဒီရည်မဲချက်ကိုရအောင်တို့ရ input output model input output model ဆိုပြီးရှိတယ်လေတရှင်းမှာအဲ့ဒါဆို output ကိုတို့ရကြည့်ရတာဘာဖြစ်ရှင်တာလဲ ပန်းတိုင်ကပါလေဘလောက်ထိကြီးကြီးမားကြီးမားတာအဲဆို import အဲ့အတွက်ဒီလိုဘာကြီးချင်းတွေထဲမလဲဒီအကြီးချင်းထဲတဲ့တိုင်းပဲအောက်ဘုတ်ကထွက်တာလေဒါကြောင့်အောက်ဘုတ်ကိုအရင်ကြည့်ရတယ်ဒီလိုတော့နောက်တစ်ခုက funeral meditation ဆိုတော့အခုရန်ကုန်ဆရာတော်ဘုရားကြီးကဒီလိုတော့အဲ့ဒီလောက်ခိုင်းတဲ့စာအုပ်တစ်ခုရှိတယ် funeral meditation ပါဗျသေပြီးတဲ့အခါလူတွေကငါ့ကိုဘယ်လိုပြောစေချင်တာလဲ leadership မှာလည်းပြောတော့ Stephen Covey ကဒါကို7 habits ဆိုင်မှာပြောထားခဲ့ရရှိတယ်ဒီဘက်ကဥပဒေကြီးပြန်လည်တော့ဆော့ ဟိုနောက်တောင်ကြာလေးစောစောပြန်လွန်တော်မူပါမယ်လက်ကားစံကုန်ကြီးလေးဆိုပါတော့ဒီမှာအဲ့လိုပြောစီခြင်းလားဟာဥရတာကြီးအလိသီပေတလသိခါကာမဘာညာဘာညာပေါ့ဗျာဒီလိုတို့ခုလင်္ကာတွေတော့ပါပါပါတကယ်ဟိုဟိုမဟုတ်ရှင်များတို့သေတယ်ဆိုရင်တော့ဒါပြန်လွန်တော်မူအဲ့ဒါတော့ရေးခံပါပါဟုတ်လားပါ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 တော့မပိုင်ပြောလိုက်ဒီလိုစီလှန့်လက်တို့လိုက်ပြန်လွန်တော်မူကနေဒီလိုရေးပေးလိုက်မယ်နော်ဒါပေမဲ့ဒီလိုတို့လူတွေတကယ်လက်ခံလောက်တဲ့ သာသနာကသာနာတွင်ပုံကိုယ်တွေဟုတ်လားတတိယလိုအပိဏသုံးမှာဘာပြောလဲတရင်သုံးဘော်ဒီကပြောတာဟုတ်လားတရားရှင်ဟာတရင်ဘော်တွေကုဘဘလိုမျိုးမြင်နေလဲဗောနော်အဲ့ဒါရေးကြည့်တယ်အဲ့ဒါရေးကြည့်တယ်အဲ့ဒါတို့ပြောတယ်သေးပြီးတော့သေးပြီးတော့ကိုကိုမသိတော့တာမဟုတ်တာအဲ့တော့ကိုလိုချင်ကိုနေချင်လို့နေလို့မရဘူးလားအဲ့ဒါပြောလို့ကားသောင်းမှာလေ့ကျင့်တယ်သေးပြီးတော့တကကိုယ့်ရဲ့ဆရာကိုယ့်ကိုဘယ်လိုမျိုးသုံးသပ်လဲတဲ့ဟာငယ်ငယ်ရွယ်နဲ့စူးစားတယ် ော်နှမျောစရာကောင်းလိုက်တာသာနာအတွက်ရောလူမျိုးတိုင်းမျိုးတကယ်ကိုတန်ဖိုးကြီးတဲ့ပုံကိုတယောက်ပါလို့တန်တန်တတဖြစ်လောက်အောင်ရည်ရှင်းနေဒီဆောက်ခဲ့ဖို့လိုတယ်အလကားပါကွာဘာမှမကြိုးစားပါဘူးဒီကောင်စောစောသင်ပါပေါ့ဒီကောင်ဟိုအနေထိုင်စားတော့မှမသိနေတာလူကလည်းပြင်းတာတတေးလန်လို့အကြီးပါယူတယ်အဲဒီလိုမျိုးပြောခံနေလားဆရာပြောခံတယ်လေမခံနိုင်ဘူးနောက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကအချစ်ဆုံးပုံကိုတယောက်က တန်း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 နဲ့ကိုယ့်ရဲ့ဂုံယီချင်းတွေပေါ့ကဘာရာပြက်ရင်ပြက်သွားမှာဂုံယီချင်းတွေကပြက်သေးရနော်အဲ့ဒါမျိုးတန်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 းဖြစ်လောက်အောင်ဂုံယီချင်းတွေဒီဆောက်နိုင်ခဲ့သလားကိုယ်နဲ့ဘာသာဝင် တူတဲ့သူတွေကဘုရားဘာသာတန်း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 ဘယ်လိုချင်းနေမှာပဲဖြစ်ဖြစ်တို့ဒါကြောင့်မြတ်ဝိရိယဆရာတော်ဘုရားယိုးဖုန်ကြီးနေနေရောလူနေနေရောသူကြိုးစားတယ်ကျန်းနေပြည့်စုံတာတရားဟောလဲကောင်းစာရည်လဲကောင်းဂုံနေပေါ့ဘာကံတော်ဆရာတော်ဘုရားကြီးတို့ပြန်နေတော်မူသွားတယ် သူ့ရဲ့ဂုံတွေကမကုန်ဘူးဟုတ်လားတပည့်တော်တို့တရင်တော်မောချင်းချင်းတာနာဝင်ချင်းချင်းဘုရားဘာသာတွေအားလုံးကဥညွတ်ယူသည်မပြုအောင်အဲ့ဒါကိုရှင်မယောတို့ကြိုးစင်းသားထားဒါကို funeral meditation လို့ခေါ်တယ်သိကြည့်ရသိတဲ့အခါကိုယ်နဲ့ဆက်ဆက်ပတ်သက်တဲ့လူတွေကကိုယ့်ဘောအမြင်သဘောထားတွေဘယ်လိုဖြစ်နေအဲ့ဒီအတွက်ငါ short နေလို့တော့မရဘူးကိုယ့်ဆက်ကိုနှိုးနော်ကိုယ့်ဆက်ကိုနှိုးလူသေးတာနဲ့လူမသေးခင်နာမည်သေးတဲ့သူရှိတယ် ရှိတာမရှိဘူးလားလူကမသေးသေးဘူးဘာဖြစ်လဲဥမြမိုင်းမှာရှိဘူးလားရှိပါတယ်ဗျာဘယ်သူတုံးဆိုတော့ကိုယ့်အကူရှာကြည့်ပါတယ်နော်လူမသေးသေးဘူးနာမသေးနေတယ်အများကြီးပါတချို့ကြတော့လူသာသေးသွားတာနာမည်မသေးဘူးသေးကုန်မသေးဘူးအကုန်လုံးရဲ့အတွေ့အထဲမှာအကုန်လုံးရဲ့နှလုံးသားထဲမှာရှင်သန်နေတယ်ဟုတ်လားတချို့ကြတော့လူရှိတုံးကနေအကုန်လုံးကတလေးတစားတံပိုးထားကြတယ်သေးတော့တော့လဲတန်းတန်းတတကြီးပါပဲ နော်တချို့ကြတော့အရှင်မြတ်မွေးလာတာပဲချိန်မွေးလို့မွေးရောမသိတည်တော့လေအသေးသုံးနဲ့တည်ဆိုတာဘယ်လိုတည်လို့တည်ချောင်မသိအဲ့ဒါအရှင်မြတ်တို့ဘယ်ထဲမှာပါချိန်လဲပေါ့အဆိုးဆိုးတော့အရှင်မြတ်တွေဟိုဘာမှမသိလိုက်ဘူးဆိုတာလဲဆိုးတယ်မသိခင်နာမည်သေးနေတယ်ဆိုတာလဲဆိုးပါလေဆိုးပါလေအဲ့လိုမဆိုးအောင်ဒီရတော့ကကြိုးစားအားထုတ်လို့အဲ့ဒါဘာလို့အောင်ကိုယ်ဆက်ကိုနိုးကိုယ်ဆက်ကိုနိုးဟုတ်လားအဲ့ဒါဆိုပြီးတော့အခုဒီအခုမနေ့တပည့်တော်ဘာခုပြောခဲ့ရလဲ ခုနှစ်ခုဗျာဂျာတဲ့အချက်လက်လေးကိုထားလိုက်ဂျန္တာတရားတွေကကုတ်တွေထည့်ထားတယ်ဆိုမိတ်နေထည့်ထားတယ်နော်ဒီခုနှစ်ခုကိုပြောခဲ့တယ် self management မှာပါရှိရမလဲ emotional self control နော်ကိုယ်ကိုထင်ရောက်မှုလဲနောက်တစ်ခုက trustworthiness နောက်တစ်ခါ consciousness optimism adaptability achievement orientation နဲ့ initiative ဆိုတော့အဲဒါကိုယ်ဆက်ကိုနှိုးဆိုရခြင်းတွေတိ အဲ့ဒါတွေကကိုယ့်အကိုအတ္တသမပတိတိမှာတိဆောက်ယူရမယ့်အပိုင်းတွေပါဗျဟုတ်လားဗျအတ္တသမပတိတိမှာတိဆောက်ယူရမယ့်အရေးချင်းပဲတခုတော့7 competencies သုံးဖို့ ability ability ပဲပြောပြော competency ပဲပြောပြောရတယ်အတူတူပါပဲ quality ပဲပြောရင်ပြောပေါ့ဒါကြိုက်တာပြောနော်အဲ့ဒါတော့ဒီပြတော့ကိုယ့်ကိုယ်ကိုယ်အပိုင်းမှာဒီပြတော့ဆက်ချက်ရသွားပြီနော်ဒီမှာကိုယ့်အကိုသိရမယ့်အပိုင်းက၃ခု emotional self awareness aggressive assessment နဲ့ self confidence ဆိုတဲ့ဟာကျွန်တော်မြန်မာပြန်နေတဲ့အသေးပဲတွေကိုရှင်းပြခဲ့ပြီเนาะအဲ့တော့ကိုယ်ကိုစီမံခံဖို့ဘိုင်းမှာလည်းခုနှစ်ခုရှိတယ်။ emotional self control, trustworthiness, consciousness, optimism, ability နဲ့ achievement orientation initiative ဒါတွေကိုတပည့်တော်တွေကပြင်ဆင်ထားမယ်ဆိုရင်ကိုယ်ကိုသိမြင်ရင် ကိုကိုစိမကကောင်းခြင်းအပိုင်းမှာအတ္တသမပတိတိကောင်းကောင်းတည်ဆောက်နိုင်တယ်ဆိုရင်ကိုတာကိုကတော့လုံသွားပြီပေါ့ဗျာတော့မနှက်ဖန်ကြမှာဒီလိုသူများကိုချင်းကက်တဲ့ကဘလို့ချင်းကက်ပြီးတော့ဘလို့မျိုးဆောင်ရွက်တဲ့လေဆိုတာလေ့လာအောင်ဒီတော့တော့ပါဗျာအားလုံးမင်္ဂလာပါ